လုံးဝမတင်ထားတဲ့ online ပေါ်မှာသတင်းတွေတက်လာတဲ့အဲ့ဒါကတော့ MRTV4 Minimi ဖြစ်တဲ့ချူလေးပေါ့ဗျာချူလေးကအခုအီချောပေါ်ရခင်ပွန်းဖြစ်တဲ့ Moses နဲ့ဟုတ်ပြန်နေတယ်ဆိုပြီးတော့ online ပေါ်မှာသတင်းတွေတက်လာနေတာလေးဖြစ်ပါတယ်ချူလေးကတော့အားလုံးလည်းသိကြပါတယ် MRTV4 မှာဒုတိယအအောင်မြင်ဆုံးမင်းသမီးလို့ပြောလို့ရတယ် MRTV4 ကနေတဆင့်เนาะဒါတက်လာပြီးတော့ Academy စုကြီးကိုယူနိုင်တဲ့မင်းသမီးတွေဆိုတာအင်တာမှာရှားပါပါတယ်เนาะ ချူလေးကတကယ်ကိုလုတ်ပြနိုင်ခဲ့တာဖြစ်တယ်။ချူလေးကတော့လွန်ခဲ့တဲ့2022 23ကလည်းဒါအင်ထောင်ရှိအမျိုးသားเนาะခရိုနီတယောက်နဲ့ဖောက်ပြန်ခဲ့တဲ့ပုံလေးအာဘန်ကောက်မှာခစ်စင်ပြီးနေကြတဲ့ပုံလေးအကုန်လုံးပြန်နှံ့လာခဲ့တာတိုင်းကလုံးကပြည်သက်တည်းလေးဒီပြဖြစ်မှာပါ။ချူလေးဟာတချို့ကတော့ sponsor ယူတယ်လို့ပြောကြတယ်။တချို့ကတော့ဒါသူကအမိမရှိတဲ့เนาะကလေးရှိတဲ့ယောက်ျားမှမသိလို့ချစ်ခဲ့တာဆိုပြီးတော့အမြဲတမ်းပြောကြပါမယ်လေ။ ဒါအင်တာဝန်ရှိယောက်ျားတွေရောက်နေဟောက်ပြန်ခဲ့တာတော့အသေးချာပဲဗျာနော်ဆိုတော့အခုအာအီချိုးဘူယောက်ျားမိုးဆက်ဟာဆိုရင်လည်းပဲအမြောင်းနိုင်ငံဘွားဖြစ်ပေမဲ့လည်းထိုင်းနိုင်ငံမှာပဲစီဝါရီလုံငန်းများစွာကိုလုတ်ကင်နေတဲ့အတော်လေးလေးချမ်းသာပါတယ်သူရဲ့အသင်းပိုင်းဆိုင်မှုကဒေါ်လာမီလီယံ900ထက်မှရှိတယ်လို့ကျွန်တော်နေနေကြရတယ်ဗျာအခုချူးလေးဟာအီချိုးဘူယောက်ျားနဲ့ EC ကလီတွေလုံနေပြီးတော့ဟောက်ပြန်မှုတွေရှိနေကြောင်းသတင်းတွေတက်လာတယ်နော်ချူးလေးနဲ့ အချိုးဘူယောက်ျားတော့ဘယ်လိုမျိုးသစ်ဆုံမိသွားသလဲဆိုရင်ဒါချူးလေးနဲ့အချိုးဘူဟာဘိုးတော်ကင်းဆိုရယ်မြတ်မြတ်တိုးနဲ့ဇက်ကားမှာဒါအထူးတရုပ်ဆောင်ရင်းနဲ့ရိုက်ကွင်းပေါ်မှာအချိုးဘူကိုတယောက်ျားကလာဖို့တုန်းကတွေးခဲ့ဘူးတွေလို့ဆိုရပြအဲ့ကနေကြိုက်သွားလာတော့မသိဘူးဒါကျွန်တော်ပြောပြရတဲ့တဲ့င်းအချောင်းရတွေကလည်းအတီးပြူးခြင်းတော့เนาะအတီးပြူးလို့တော့မရဘူး online ပေါ်မှာပြန်လာလာတာကိုသုံးသက်ပြခြင်းသာဖြစ်ပါတယ်ဆိုတော့ခုအချူလေးကတော့ခုလိုမျိုးအချိုးဘူယောက်ျားနဲ့တဲ့င်း train နေတာဖြစ်တဲ့အတွက် အာ online ပေါ်မှာတော့အတော်လေးကိုဒါဝေဖန်ခံရတဲ့မိသမီးတွေဖြစ်ပါတယ်နော်